ရိသများအားလုံးပဲမင်္ဂလာပါရှင်။ Star Channel ရဲ့ကျမ်းမာပြောရွှင် လူပတ်ဝန်းကျင်အစီအစဉ်ကနေပြီးတော့ပရိသတ်တွေအားလုံးကိုချိုဆိုလိုက်ပါရရှင်။ဒီခေါက်မှာတော့နှလုံးအုံမင်းရင်ရောခြင်းကာကွယ်နိုင်မဲ့နည်းလမ်းများကိုပရိသတ်တွေကိုပြန်လည်မျှဝေပြီးသွားခြင်းပါတယ်။အသက်ကြီးလာခြင်းဟာတဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးပြင်ပရုပ်ပိုင်းဆိုင်ရာတွေကမကနှလုံးသားကပါအုံမင်းရင်ရောက်လာတာကိုမှလဲမသိကြုံတွေ့ရမှာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါနှလုံးရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက်တွေပြောင်းလဲလာပြီးနှလုံးသွေးကြောယောဂါကို ဖြစ်လာနိုင်စေပါတယ်။ဒါကြောင့်မက်ဆေယောနှလုံးသိပ်ပံဌာနမှာဒေါက်တာပေဘီယာစင်းကနှလုံးကိုနှုတ်ယိုကျမ်းပါစေမဲ့အောက်ပါနီလန်ကောင်းတွေကိုမျှဝေပေးခဲ့ပါတယ်။၁သွေးပောင်ချိန်ပုံမှန်စစ်ဆေးခြင်းသွေးပောင်ချိန်ကိုပုံမှန်စစ်ဆေးခြင်းဖြင့်မိမိရဲ့သွေးပောင်ချိန်အခြေအနေကိုသိရှိစေပြီးသွေးတိုးတဲ့အခါ နှလုံးနဲ့ကြောက်ကတုကိုအန်ဒီရဲဖြစ်စေနိုင်တာကြောင့်သတိပြုရပါမယ်။နှစ်သွေးရင်းတကြားတဲ့နဲ့အဆီထိန်းချုပ်ခြင်းသွေးရင်းတကြားတဲ့နဲ့သွေးရင်းအဆီတဲ့ကိုလက်စတရောလ်ကို ပုံမှန်စစ်ဆေးထိန်းချုပ်တင်ပါတယ်။ကျမ်းမာတဲ့နေထိုင်မှုပုံစံတွေနဲ့ဆေးဘက်ဆိုင်ရာ ထိ ंछ ုံမှုတွေကိုပေါင်းဆက်အသုံးပြုနိုင်ပါတယ်။၃ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်း ချုံအသီးအနှံဟင်းသီးဟင်းရွက်ပရိုတိန်းကျန်းမာတဲ့အစီအတို့ကိုစားသုံးပေးပါစားအချိုနဲ့အဆင်စင်ထုတ်လုပ်ထားတဲ့အစားအစာတွေကိုလျှော့ချစားသုံးခြင်းဖြင့်သွေးတိုးနဲ့နှလုံးရောဂါဖြစ်နိုင်ခြင်းနှေးပါစေပါတယ်လေကိုလက်လှရှားမှုပုံမှန်ပြုလုပ်ခြင်းတနေ့ကို အနည်းဆုံးမိနစ်30လမ်းလျှောက်ခြင်းရေကူးခြင်းစပိန်စီချင်းတို့ကနှလုံးကိုတန်မာစေပြီးသွေးလည်ပမှုကောင်းစေက ကိုယ်အလေးချိန်ကိုလည်းထိန်းသိမ်းပေးပါတယ် ငါဆက်လိန်နဲ့အရက်ဆောင်ခြင်းချင်းဆက်လိန်နဲ့အရက်တေစာတွေဟာနှလုံးအပေါ်ဆိုးကျိုးတက်ရောက်စေတာကြောင့်ရှောင်ရှားခြင်းဖြင့်နှလုံးအိုမင်းရောခြင်းကိုနှောက်နှေးစေပါတယ်6ကိုလေးချိန်ထိမ့်သိမ့်ခြင်းတင့်လျော်တဲ့ကိုလေးချိန်ကို ထိမ့်သိမ့်ခြင်းအပြင်နှလုံးအပေါ်ဝင်တော့ဝင်ဖို့လျှော်နှေးစေပြီးသွေးတို့ဆီးကျူတို့ဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်ပါတယ် နှလုံးအတွက်ဘေးဖြစ်စီမဲ့အရာတွေကိုထိမ့်သိမ့်ပြီးစမ်းမရည်အတွက်နေထိုင်စားသောက်မှုပုံစံတွေစမ်းမအောင် နေထိုင်သင့်ပါတယ်ဟုတ်ကဲ့ပါကျမအခုပြောပြသွားခဲ့တာကတော့နှလုံးအုံမြင့်ရင်ရောခြင်းကိုကာကွယ်နိုင်မဲ့နည်းလမ်းများတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပရိသတ်တို့ကကျမအခုပြောပြခဲ့တဲ့နှလုံးနှုတ်ပြိုကျန်းမာစေမဲ့နည်းလမ်းကောင်းတွေကိုလိုက်နာခြင်းဖြင့်ရောသင်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပါလို့ပြောရင်းနဲ့ဒီအစီအစဉ်လေးကိုအဆုံးသတ်လိုက်ချင်ပါတယ် နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။